အားလုံးမေမင်္ဂလာပါတန်တန်တဲ့တော်အပိုင်းတရ21သူတို့ရင်ရောက်တော့အဖွာကြီးအီလီနီရှနာကယောက်ျားလူသူရေကြီးကြည့်ပြီးနနက်စာအတွက်ပြရာခန့်နေသည်နတာလီယာကိုလှမ်းခေါ်လိုက်တမိဒူနီယာကိုအော်ခေါ်လိုက်ဖြင့်နနက်စာကိုအလော်တကြီးပြင်နေသည်အမျိုးသမီးများကစတီဗင်ရင်ဘက်မှဒစိမ့်များနဲ့သပင်ပုံကိုကွက်ကြည့်ကွက်ကြည့်လုပ်နေကြသည်လက်မငွေရောင်နာရီကိုသဘောကျနေကြသည်ထူးဆန်းသည့်သပင်ပုံကိုကြည့်ပြီးတော့လေအံ့ဩနေကြသည်ကြိတ်ပြုံနေကြသည် ဒါရီယာကအိမ်ဝင်းထဲမှာပေါ်တက်လာပြီးအံဩမဆုံးသည့်ပြုံးပြုံးဖြင့်သူ့ကိုချစ်ပြီးမျက်နှာလေးနီးမြဲနေသည်။နှကန်းကိုခါးစည်းရင်ပုံဖြင့်ပေါ်လိုက်ပြီးမျက်လုံးပြူသားနဲ့ပြောလိုက်သည်။ကြည်စံလုံးဝမမှတ်မိဘူး။ကောဆက်တယောက်နဲ့လုံးဝမတူတော့ဘူး။နိုင်ငံခြားသားတယောက်လားလို့ကြည့်နေရ။အဖိုးကြီးပင်တလီမုံကအချိန်မပြောတော့ဘဲသူကရန်ချက်တီဗော်ဒကာတလုံးထုတ်လာပြီ။ညီကြည်စံမင်းရှာလွယ်သောမစ္စတီပင်ငါကိုယ်တိုင်ပေါင်းခံထားတာကွာ။စတီပင်စိတ်မပါတယ်လို့လုံးနေသည်။အဖုံဖွလိုက်တော့အနန်းကမှွေးပြက်နေပြင်ယူမိလိုက်သည်။ ပြီးတော့ဆက်မော်သည်ခဏနေတော့သူရှင်လာသည် ပင်တာလီမွန်စကားဆသည်မင်းအိမ်ထောင်ပြုတ်ဖို့ကောင်းပြီစတီဗင်မိမကိုဘယ်နဲ့လောက်အောင်မလဲသူတက်ကြီးသွားပြီလေမိမဟာမြင်းမလိုပါပဲကွာတိတ်ကြကြမခံပါဘူးငငင်ရွယ်လေးရှာပါခစ်ကြီးကမကောင်းတော့ဘူးပြပြောင်းသွားပြီမင်္ဂလာဆောင်ဖို့ကောင်းတဲ့ချိန်မဟုတ်တော့ဘူးပြီးတော့ကျွန်တော်ကခွင့်ဆက်ဖေးရတာဗီယင်ရှင်စကောင်ကိုပြန်တရင်ပို့ပြီးရှည်ရင်ပြန်ထွက်ရမှာစတီဗင်အာတော်လာသည်ကော့ဆက်တရားဤပုံပြန်ပေါ်လာသည် ညနေဆက်စားပြီးတော့သူ့ပြန်လာခဲ့သည်ဒါရီယာကသူ့ကိုအမျက်တနိုးကြည့်ကြံရင်သည်ညီမဒရီနောက်တွင်စတီဗင်အကြောင်းပြောပြီးကြံရင်ကြသည်သူတော်တော်ရင်ချင်းနေပြီပညာတွေဘယ်ကတက်လာလဲမသိဘူးပြောပုံဆိုပုံကရှင်မျိုးရရှိကြနေရပဲရှင်ဘက်မှာလည်းတစိတ်တပြေလို့တကယ်ပညာတတယောက်လို့ပုံပေါက်နေအဖိုးကြီးပင်တာလီမွန်ကစတီဗင်ကိုကြည့်ပြီးသဘောကျနေသည်စတီဗင်ကလည်းသူတို့မိသားစုကြီးပြည်ပြငါငါနန်းနဆာကိုသဘောကျပြီးအနာဟောင်းကိုမိနေလေတော့သည်နှစ်ဖက်ကြည့်သွားပြီးနောက်ပိုင်းတွင်သူ့အိမ်ကိုပြင်ဖို့ ဂျုံပြင်ဆိုင်ဖို့စတီဗင်ဆုံးဖြတ်လိုက်သည်။ရောင်မာပဲပြန်နေမိအတိတ်ကိုအတိတ်မှာပဲထားခဲ့တော့မည်။ဒီအတွက်အဖိုးကြီးပင်တာလီမွန်ကစတီဗင်ကိုပို့ပြီးလေးစားသမှုပြုလာသည်။သူပြန်သွားပြီးနောက်ပိုင်းတွင်သူ့အကြောင်းမိသားစုနှင့်ဆက်ပြောနေသည်။သူမှပတ်စံပါလာဝင်ရတယ်။တခြားကော့ဆက်တွေရပြလိုက်အဝတ်တထည်ကိုတခုနဲ့ဆွတ်ဆွတ်ပြပြ။သူကတော့ထောလာပုံပဲ။တရားရကိုတက်ပြီးပတ်စံနေရလာသလားမသိဘူး။ရပြန်ရပြီးနောက်စတီဗင်ဒီအင်နီကော့စကာအင်းတွင်ကုတ်ကုတ်ကလေးနေသည်အပြင်သိမ့်မဲ့ထွက် အင်းဒီနာချင်းတွေကသူ့ကိုစောင့်ကြည့်အခဲခန့်နေကြသည်အင်းဒီကုရှ်ကကတော်စီမသူ့အကြောင်းဆက်ဆူကြသည်သို့တော်မျိုးသမီးကနှုတ်လုံးသည်စတီဗင်ဘက်က အမြင့်ရည်တည်သည်သို့တော်စနေနေ့မနက်စောစောအမျိုးသမီးကမီလက်ကော့မီသားစုကြီးမြင်းထောက်ကိုငါပြီးဘဲကုံမဲမသိထွက်သွားသောအခါအရက်ထဲတွင်တီတိုတီတိုတဖန်ပူဖြစ်ကုန်ကြပြန်သည်သူပဲသွားသည်ကိုရိတ်မိသူမှအဖိုးကြီးပင်တာလီမွန်တယောက်သာရှိသည်အစီနီယာစီသွားတာဖြစ်မယ်ဟုတ်ဇနီးလောက်သူကိုပြောလိုက်သည်သူ့အထင်မှားပါ စတီဗင်ကမျိုးသမီးကိုအစီနီယာရောက်နေသည့်ရာဂုံတော်သို့လှည့်ပြီးအားလုံးခွတ်လွတ်တည်းပြန်လာခဲ့ပါဟုပြောခိုင်းလင်ခြင်းဖြစ်သည်။ထိုနေ့ကစတီဗင်တယောက်နေမထိုင်မသာဖြစ်နေသည်။တနေ့ကရွာရုပ်ကိုပေါက်ရှောက်သွားနေသည်။မုကော့အင်ဂျီစင်ဝင်အောင်တွင်အကြကြီးသွားဟနေသည်။ကုံတဲကြီးမုကော့ကိုသူ၏ဂျာမနီတွေ့ကြုံတွင်ကိုပြော့ပြနေသည်။ပြင်သစ်မှတစ်ဆင့်ပင်လယ်ကူးသစ်မှဖြင့်ပြန်လာခဲ့ပုံများကိုဖောက်သေးချနေသည်။မုကော့၏မိကုံများကိုတခုမှကြံဖြစ်တော်လေနာယီတကြီးကြီးပင်ရှားကုန်တော့မှအင်နီကုရှ်ကာဂရောပြန်ရောက်လာခြင်းမှာမှောင်ရင်ပြုံးနေပြီ။ သူ့ကိုညစာပြင်ချင်ရင်အမျိုးသမီးကပြန်ပြောပြသည်သူပြန်လာတဲ့တရင်ကြတော့အစီနီယာချင်းမကန်မီလက်မကန်မီဖြစ်သွားသည်ပြီးတော့မိကုန်းနေတဲ့ဆက်မေးရတာပဲဒါပေမဲ့ပြန်လာဖို့တော့လုံးဝညင်တယ်ပြန်လာဖို့လည်းမလိုတော့ဘူးလေသူဟိုမှာအချိန်နေကောင်းနေရကိုမင်းသမီးတပားလိုနေနေရတာဘာလုံးမှမလိုရတော့မျက်နှာကလေးကဖွေးနှုတ်နေရပဲဒီတော့ဖေပြန်လာခြင်းတော့မှလေဝိစားထားတာရှင်းမင်းစီချင်းနဲ့စတီဗင်စကက်ကနှင်းလုံးဖွေးနေရပဲလမောင်းကလေးတွေကအဆက်အပြောင်တမုံမှမရှိဘူး အင်နီကိုရှ်ကဂရောအီလီတန်တွင်မနာလိုတန်ကလေးများဆွတ်နေသည်စတီဗီမျက်နှာမှာနှီးရလာသည်မျက်နှာချာသည်သူ့ကိုပြန်လုံးကြည့်စိတ်ပြင်းတစ်ကိုယ်လုံးပူလောင်လာသည်လက်ထဲတွင်ကင်ထားသည့်စွန်းတစ်ဆက်ဆက်တုံလာသည်သူ့ဘဝသူကြီးနေနေဟုတ်လားဒီလိုနေရမှာတော့ဘသူမချင်မနေရှိမလဲဒါပေမဲ့ကျွန်တော်အကြောင်းတော့မေးတယ်မဟုတ်လားအင်းမေးရလေရှင်ပြန်ရောက်နေတဲ့အကြောင်းပြောတော့မျက်နှာပြတ်သွားပါလေဆိုသူနေညသာစားပြီးရင်မျက်တော့ဖုံးနေသည်သူ့ချန်လေးရှောက်ကြည့်သည် ဩဂုတ်လညစည်းစာတွင်အရေးတည်ပြောက်ခဲ့သွားကြပြီးအီးမက်မက်ညချင်းတွင်ရှေ့သိမ်းချီလေးစက်များ၏အတန်များတည်တည်ကြနေရ၏။လာရောက်အောင်တွင်ယာသားတွေလှလှရွရွနှင့်အလုလုနေကြစဉ်ဂျုံနေတွေကိုခြေသူခြေလှေ့သူလှေ့နေ။ရွာဦးထေးစီမှဂျုံဆက်၏တန်ကတချို့ချို့ခွေရောင်တန်တွေထွက်သည့်အခါထွက်လာသည်။ဟိုးအဝေးတွင်တော့တင်းကျင်းကျင်းစီတင်နေသောဒွန်မြင့်၏ရေလိုင်းငယ်ကလေးများတလဲလဲနေ။သူ့ဟိုမှဘက်ကန်းတွင်ပေါ်ပလာပင်နှင်းတွေကညွန့်ညွန့်ဆန်ဆန်။စတီပင်သည်ခြံစည်းကိုမိလျက်ငြိမ်သက်နေသည်။ သို့သောရင်းထဲတွင်ကတန်တာစိတ်တို့ဖြင့်စူ၏လေအာယုန်တဲ့ချိန်တွင်မိုးရီရန်ချလာသည်သို့သောနေထချိန်တွင်မိုးဆဲသွားသည်နောက်နှစ်နာရီကြာတော့လမ်းတွင်ပေါက်ပေါက်ကျဉ်ရင်သည်ထိုနေ့တနေ့တွင်မြရကောက်တို့သို့မြင်းလဲတစီဖြင့်စတီဗင်ထွက်လာခဲ့သည်မြင်းလဲကိုချမ်းဝရင်ထားခဲ့ပြီးစိတ်ကိုတင်းကဝင်းနေဝင်လာခဲ့သည်မြက်တွင်တောထနေသည့်ချမ်းဝင်းနောက်ပိုင်းလူရိပ်လူရောင်မတွေ့ရမြင်းဆောင်နေနဘေးမှမြင်းချိပုံများကြားတွင်ကြက်တရေပြီးအစာချနေကြသည်နက်ပြောင်နေသည့်ချက်ဖောင်ကြီးကောင်ချင်စီဦးနဘေးတွင်ရှောက်တော်နေသည် မြင်ထားတဲ့စီနပေတွင်အင်ခွေကြီးတကောင်လှဲ့အိမ်နေသည်ဝက်ပေါက်စားကလေး၆ကောင်အမင်းတို့ကိုအလူရဲစုနေကြသည်ငွေပေါက်တွေကသူ့မိုးပေါ်တွင်အယောင်တလဲလဲပတ်ဝန်းကျင်ကတတိထားလေးလာပြီးတော့အစီကနန်းလန်းတဲ့သို့ဝင်လာခဲ့ပြီထမင်းချက်မိမကြီးကိုပြောလိုက်သည်အစီနီယာနဲ့တွေ့ကျင်လို့ပါရှင်းကမတူလေလူကြီးရကနဖူးပေါ်မှာချွေတွေကိုခါစီရင်ဖုံးပြတော့ရင်ပြန်မိလိုက်သည်အဲ့ဒါအရင်ကြည့်ပါဦးအစီနီယာဘက်မှလည်း ။သခင်လေးနားမှာရှိမှာပေါ့။ခဏနေပါဦး။စတီဗင်ကအုတ်ထုတ်ချွတ်ပြီးဒူးဘော့တင်ထားကထိုင်ဆောင်သည်။ထမင်းဆက်ကသူ့လုံးနဲ့သူဆက်ရှုပ်နေသည်။စတီဗင်ဆက်ဆောင်နေရင်ရင်တိတ်တိတ်ဖြစ်ခဏနေတော့ရင်းနှီးပြီးသားခြေတန်းကြားရသည်။ပြီးတော့ဝင်လာသည်။သူဝုန်းနေထားတဲ့တော့အုတ်ထုတ်ချက်မြင့်ပေါ်ကြားရသည်။ပကံအထက်ကြီးကံပြီးဝင်လာတော့အစီနီယာသူကိုမြင်တော့မျက်နှာပြတ်သွားသည်။နှာခမ်းတွေတစက်စက်တုန်လာသည်။ပကံဒီကိုသူ့ရင်ဘက်မှာကန့်ထားသည်။ပြီးတော့သူ့ကိုစိုက်ကြည့်နေသည်။ ဘီးမပကံတွေကိုဇွဲပေါ်တော့ချပြီးပြန်လည်လာသည် Good morning သူနှုတ်ဆက်တော့စတီဗင်သက်ပြင်းချလိုက်သည်အာယူပြီးပြောရင်ရှေ့သူကိုင်းကလက်တစ်ဖက်ဆန့်ပေးလိုက်သည်သူခန်းစီသူမိထုပြပြီးအခန်းထဲသွားဖို့ခေါ်သည်အုတ်ထုတ်ကိုကောက်ပြီးသူ့နောက်လိုက်သွားသည် ရှင်တွေခုံလာသည်မျက်စိတွေဝေလာသည်အခန်းထဲရောက်တော့ဇွဲတွင်မျက်နှာချင်းဆိုင်ထိုင်လိုက်ကြသည်အစီနီယာက6နေသည့်နှခန်းကိုရှာနေရက်ပြီးမေးလိုက်သည်ခုဘယ်ကလာလဲစတီဗင်ရင်ထဲပေါ်သွားပြီးတစ်ချက်ပြောလိုက်သည်ဂျာမန်ထောင်ထဲကမင်းကိုတေဘူပြန်လာတဲ့အစီနီယာ သူကအထုပ်ကလေးတစ်ထုပ်အိတ်ထဲမှာထုတ်ယူတော့သူ့လက်တွေတုံနေသည်အမျိုးသမီးအစ်ဆောင်နိုင်ကလေးတစ်လုံးတစ်ဖက်တွင်ကြောက်ကလေးတစ်လုံးနဲ့ချွေရည်ရှည်နေတော့လက်ဖွားလေးထည့်ပြီးသူရှိထုတ်ပြလိုက်သည်ယူလေမင်းအတွက်ကိုနိုင်ငံသားကဝဲလာတာဒို့တူနေကြရင်နှစ်တွေအဲ့ဒါဘာလို့ဖို့လဲခဏနေရောသူခက်တူတူပြောသည်ယူပါကွယ်ကိုကိုစိတ်မဆိုးနေရောနော်ပြီးခဲ့ရည်မှားခဲ့ရည်မိလိုက်တော့နော်သူကလက်ကပြီးထားရလိုက်သည်နေပါဦးတတ်ထက်တည်ပြီးဆို့ ခုပြန်လာပြီလေမင်းဝမ်းမတော်ဘူးလားအစီနီယောင်ဘာမှပြန်မပြောဘူးယောက်ျားကိုခြေဆုံးငေါဆုံးကြည့်နေသည်လက်နှစ်ဖက်နောက်ပြေလေမိဘထူထော်သည်စကတ်အတွက်နေကစီစီညီညီအင်းဒီကိုရှ်ကမိမကိုသူလွတ်လိုက်တာလားပြန်လိုက်လာဖို့ပြောခန့်လိုက်တယ်ဆိုစတီဗင်ကြားဖြတ်ပြောလိုက်သည်မင်းပြန်လာမယ်မဟုတ်လားဟင်ဟင်မလာတော့ဘူးအစီနီယောင်ယတိပြပြောလိုက်သည်ဘာဖြစ်လို့လဲတိတ်နောက်ကျသွားပြီအရန်နောက်ကျသွားပြီလေ ဒါပေမဲ့ကိုကအားလုံးပြန်ဆောင်ချင်တယ်ဂျွန်ကင်းတွေလည်းပြန်ဆောင်ချင်တယ်ဂျာမနီကအပြန်လမ်းလျှောက်လို့ကိုစဉ်းစားလာတာဟိုမာနီရဲ့တခြားလုံးမင်းကိုတနေ့မှမမေ့ဘူးဘလို့လဲဂရီကိုကမင်းကိုထားခဲ့ပြီမဟုတ်လားဒါမှမဟုတ်နောက်တစ်ယောက်တွေ့နေပြီလားတခင်ကြီးရဲ့သားနဲ့ဖြစ်နေရဲ့ကြားရင်အဲ့ဒါအဟုတ်လားအစီနီယာမျက်နှာတွေနီလာသည်ပြီးတော့မျက်ရည်တွေကျလာသည်ရှက်လုံးလုံးကျလာသည်မျက်ရည်ပေါင်များဟုတ်တယ်စတီဗင်ခုသူနဲ့အထူးနေနေမင်းကိုကိုအပြစ်မပြောဘူးနော်ကိုဆိုလိုတာကမင်းဘွားရဲ့ရှိရေးအတွက်ပြောတာသူက မင်းကိုဒီယူမှာမဟုတ်တာမင်းပရေကလေးတချောင်းတချောင်းတွန့်လာတာနဲ့စွန့်သွားမှာအဲဒီကမင်းဖယ်သွားနေမလဲစဉ်းစားပါအစီနီးကိုမပတ်စံစုမိလာတယ်ဒုနီယပေါ့ကိုကောင်းကောင်းဆက်သွားနိုင်တယ်အားလုံးကိုမေးလိုက်ပြီးဘဝတည်းတိဆောက်မယ်လေဘလို့ဘလို့အမြင်နေပြောင်းလာလေငယ်ပေါင်းကြီးသူစီပြင်းရှောက်လာပြီးအစီနီယာခက်ချင်ချင်ဆက်ပြောသည်သို့တော်မြေဝင်းနေရင်ကမြေရည်ပြီဟိုကအဲ့လူမြင်ခင်တိတ်ကောင်းပါကျမရဲ့ငယ်ပေါ့ကိုရှင်နင်းချစ်ပြီးခဲ့ဂရီကိုရင်ကနေရောင်းရှင်တွန်းမှုခဲ့တယ် ျမနှလုံးသားကိုမာကျော်ခန့်ချတော့ရှင်လုတ်ခေအဲ့ဒါကြီးမှတ်မိသေးရဲ့လားစတီဗင်ကိုခုလာတာစီးရင်ရှင်းဖို့မဟုတ်ဘူးအစီနီယာအဲ့ဒီတော့ကိုဘလော့ခန်းစားခဲ့ရလေမင်းမသိဘူးစတီဗင်ကလည်းနောက်ဘက်ကိုစပွဲပေါ်တင်လိုက်ပြီးတလုံးချင်းလေးနဲ့ပြောသည်မင်းကိုကိုဘရောမှမမေ့ဘူးအမြင်သတိရနေနေရောညအောင်သတိရနေရဂျာမနီမှာမိုးဆိုးမှမျိုးမီတောင်နေကိုတူနေချင်းချင်းတာနေရပါတယ်ဒါပေမဲ့သူ့ကိုထားခဲ့ပြီးကိုပြန်လာတယ်ခုတော့ရှင်းဖို့အနေထိုင်သွားပြီပေါ့ ရာပြန်လုံးမင်းချင်ပြန်လုံးမင်းပေါ့ရှော့ဖို့ချက်ဖြုတ်ကြည့်မင်းမိမကလေးရမူပြမင်းမိမလူဝီပေါ့အစီနီယာပြုံသည်ရင်နှင်းကြည်ခွင်နေသည်အပြုံမျိုးနောက်ကျသွားပြီလို့ပြောပြီးပြီလေကျမအိုသွားပြီပြေတွတ်နေပြီကလေးမွေးဖို့ဆိုတာစဉ်းစားမစဉ်းစားရဘူးကျမဟာအပြုံများအပြုံများဆက်ဆက်ဖြစ်နေပြီအဲ့ဒီလိုမိမမျိုးကိုရှင်းပြန်ယူမလို့လားရင်မင်းဟာကခံတိလို့မာတယ်ကွာကျမကအဲ့ဒီတိုင်းဖြစ်နေရလေဒါဆိုမင်းကိုစီပြတ်မလာဘူးပေါ့ ဟင်မလောက်ဘတော်မှမလောက်ဒါဆိုလေကုတ်ပိုင်းနိုင်ကလေးကိုစပွဲပေါ်တင်ပြီးစတီပင်ထားရလိုက်သည်ပြီးတော့ထပ်ပြောသည်စဉ်းစားအောင်လေပြီးရင်မင်းသဘောတော်ကိုတိပြစေအစီနီယာသူ့ကိုခြံဝါလိုက်ပို့သည်မြင်းလန်းထွက်သွားပြီသူ့ပခုံးကျင်ကြီးဖုံးလုံးနေနဲ့ရော့ထေးပြောက်ွက်တော်သည့်အထိမျက်စိတစုံကြည့်နေသည်မျက်ရည်တွေတင်းတင်းစီးကြလေယူချင်းကသူ့ကိုမလိုတော့သည့်အချိန်တွင်လင်းရောက်ကြကတေးရမပြောင်းလာသည်ပြောစရာအဆနာကလေးမျိုးကိုပြန်စုပြီးသူ့စီပြန်တော်ဖို့ဆုံးဖြတ်ခဲ့သည် သို့သောပြန်တွေ့လိုက်သည့်အခါငုံနေသည့်မာနာအမောက်ကလေးပြန်ထောင်လာသည်ခံခဲ့ရသည့်တရားဟောင်းသည်ပြန်ပေါ်လာသည်မတော်ဘူးဘတော်မှပြန်မတော်ဘူးဖုံတောင်တောင်နဲ့ထွက်သွားသောမြင်းလက်စီကြည့်လိုက်တော့တတော်ရဲသူဝင်းရောက်ပြောက်ွယ်သွားလိမ့်မည်နောက်တစ်နေ့နဲ့အစီနီယာကိုလောက်ခပြေရှင်းပြလိုက်ကြသည်ဖြစ်စီကလေးတွေသိမ်းပြီးယူချင်းကိုငိုရင်းရှန့်ရင်နှုတ်ဆက်သည်ကျမပေါ်အဆိုးမမြင်မနဲ့တော့အိုးမမြင်မအောင်ကွာမင်းနားလေပေးရတဲ့တို့ကကျေးဇူးအောင်တင်နေရဤသို့ဖြင့် listeners key engine ကိုကြော်ခံပြီးအစီနီယာထွက်လာခဲ့သည် ်ဒါဒရက်စ်တို့ညနေစောစောရောက်သည်စတီဘင်ကချက်ဝါမအပြုံပြင်းထွက်ကျွနေသည်အပြီးပြန်လာတာပါနော်ဒီဒီကထပ်မသွားတော့ဘူးမဟုတ်လားအင်းမသွားတော့ပါဘူးရိုးရိုးကလေးပြန်ပြေးရင်တော့ဖုံးနေသည့်ခြံဝင်းထဲကိုဝှေ့ကြည့်လိုက်သည်အင်းအိမ်ကလေးပြိုတော့မလိုပါပဲလားအခန်းဆောင်ရပောင်းများစွာစစ်ချောင်းထုတ်ပြီးမှ Vincent's ကကော့စက်တက်များနဲ့တက်နေတွေထိတ်တိတ်တွေ့ကြသည်ဂရီဂိုမီလဲကိုအစ်တက်ကရွာကလေးတယောက်ကိုသိမ်းပြီးစင်စင်ဆုံဆုံဥယျာဉ်ခြံထဲတွင်စခန်းချရသည် ဂရီကိုကသူ့တပ်သားများကိုမုံမခပနေနဲ့ဆင်းဆုံနေသောရေကြီးချောင်းလေးနှပြည့်တွင်နေရာချထားပေသည်တပ်သားတွေစမ်းရင်ကိုအငဲများတောက်ကြသည်ချိုကြသည်ချောင်းထဲတွင်လည်းဘဲတွေလည်းတပြော်တပါရေကူးနေကြသည်မြင်းတွေလည်းခုမှရေကြီးတောက်ကြသည်ဖြင့်ခေါင်းမဖော်စတဲ့တောက်ကြ၏တည်ရဲဝိုင်းရိတ်တွင်သူတို့လဲလျောင်းနားနေလို့ကောင်းတော့ကင်းတက်ဖွဲ့ပြောင်းလာပြီးတရင်ပို့သည်အနီကောင်းနေဟေအားလုံးရေမှုတွေကိုအပြည့်လွှတ်ဖြစ်ပြီးမြေပေါ်ခုန်တကြသည်ဒီလိုရေမျိုးဘယ်မှမတွေ့တော့မှမဟုတ်ဘူးဟေဟူတယောက်ကအော်ပြောသည် ချောင်းနဘေးတိုင်းသူတို့ချီတက်ခဲ့ကြသည်ရွာပြင်တမိုင်းလောက်ရောက်မှသူတို့နားကြသည်ရွာစီတို့လာနေသောမျိုးစစ်တပ်သား၈ယောက်ကိုသူတို့လှမ်းမြင်နေရသည်သူတို့အားလုံးကိုအရှင်ဖမ်းရအောင်မေကာကော်ရှင်တော်ကဂရီကိုကပ်ပြောလိုက်ခြင်းဖြစ်သည်ခဏနေတော့မှကင်းတက်ဖွဲ့မှတရင်ပေါ်လာသည်သူတို့အင်အားတစ်ထောင်လောက်ရှိသည်ညာတော်မှမှန်းချီလာသည့်အမတ်ဆက်သုံးဘူဂါနော့စကီတရင်နှင့်သူတို့အဆက်အသွယ်ပြတ်သွားသည်ဂရီကိုကသူ့တက်ကိုတောင်ထိပ်ပေါ်တဲ့နေရာယူစီပြီးမကြခင်အနီးသားသားတို့ချို့ကိုလှမ်းမြင်ရတော့၏ ဟိုဝေမှာသူတို့စစ်ကြောင်းကိုဂရီကိုကမမြောင်းနေစီးကြည့်နေသည်အနီစစ်ကြောင်းကိုတက်ဦးမှဥဆောင်လာသည့်မြင်းတိော်တက်မှုကိုဂရီကိုနဲ့သူရဲဘော်တွေတဲအန်တော်ကြည့်နေကြသည်သူမြင်းကြီးကဖြူစွတ်နေသည်ဒုတိယနဲ့တတိယစစ်ကြောင်းအသီးသီးကလည်းရှင်တွေခြိတက်လာနေကြသည်ရှေ့ဆုံးကမြင်းဖြူရှင်တက်မှုကသူတို့တရေကောင်မို့မိကကအားကြသလိုလိုတိော်သလိုလိုလေးတန်းဖြင့်ရေပြီးမချက်ကြသည်ကောက်ဆက်တသောင်းအလုံးချုံမှုတီထဲမှာခေါင်းထောင်ကြည့်နေကြသည်ဂရီကိုကသူတို့နောက်ဘက်ကိုလှမ်းပြီးငုံကြည့်လိုက်သည်မုံခမပင်နဲ့အုပ်ဝေးဆင်းလဲနေသောရွာကလေး အချိန်နဲ့ကွာဝေးကိုတူးတက်နေသည်သူ့လူတွေစီပြန်လျှောက်လာပြီးအမိန်ပေးလိုက်သည်အားလုံးအသင့်ပြင်းတနက်မောင်းတင်တန်းတွေတဖြောင်းဖြောင်းထွက်လာသည်ပြီးတော့ရှေ့သို့မိချောင်းတော်သွားပြီးကြီကွယ်မြက်ကွယ်ယူကောင်းတွူးသွားကြသည်အပေါ်စီပြစ်ကွင်းကောင်းသည့်နေရာကိုသူတို့ရှာကြသည်ချိုးဝက်မြေကြီးကိုဘဲနဲ့လန်စွန်းနေတူးကြသည်သူတို့တကောလုံးချွေရည်တန်းတွေဆက်ဆက်နေလေလေတဟူတိုက်နေသည်အနီကောင်နေစီမှတချင်းတန်တက်တက်လေးနဲ့တူပေါလာသည်နေကပူထရက်ပူလာနေသည်ဂရီယိုကရှင်နေခုံလာသည်ဒီတန်စင်မျိုးကြောက်မွားသည်ဟုစဉ်းစားနေသည် တင်မောသားတွေဆိုသည်တချင်းအလိုက်မျိုးဒီသေးတော့သူတို့ဆိုရင်အုတ်ထုတ်ချက်ကြသည်သူတို့မျက်လုံးတွေဝင်းဝင်းတော်လာသည်ဂရီကိုရင်နေလှလှချက်ချက်ဖြစ်လာသည်အသက်ကြီးကြီးကော့ဆက်တယောက်ကသူ့ကိုလမ်းမိသည်သူတို့ဘာတွေအောင်နေကြလဲအင်ဒရူးကရှူလင်ကလည်းသူ့ကိုလမ်းကြည့်ပြီးတံပြက်နေမိလိုက်သည်မင်းသူတို့စီရောက်ဖူးတာပဲမင်းလည်းဆိုခဲ့ဘူးမှာပဲဘာသချင်းလဲကွာဒါတို့မီသူတို့အတန်တွေကိုလေးတဲ့တွေကြီးကြီးလင်းလင်းချလာသည်ပြီးတော့လင်းနေတူဖျောက်သွားပြန်သည်ကော့ဆက်ချူရေးကြသည်မေကာကော်ရှူပွိုင်းကဒေါသတံပြင်း ကြားလာဒါတို့မြည်တယ်ခွေးသားတွေဟိုမြင်းမောင်အကောင်ကိုငါရှင်းလိုက်အမှန်ဂရီကိုပျော်ပြီးပြင်းပြင်းမဆောင်တော့ပဲသူပြစ်ထက်လိုက်သည်တနက်တန်ကျတော့အနီကောင်မြင်းမောင်မှာခုံစင်သည်သူမြင့်ကိုနောက်တယောက်အကန့်ပေးပြီးသူက80လျှောက်သည်လက်ထဲရင်ကင်ထားသည့်တလူကနေရောင်နဲ့တဝင်းဝင်ကော့ဆက်တွေဘက်ကစပြစ်တော့အနီတွေထိုးတက်လိုက်ကြသည်ဆက်ကလေးပြစ်ဖို့ဂရီကိုအမိန်ပေးလိုက်သည်ဂျီနီကလောင်ဆွဲပြီးရင်တက်နေရထားပြီးရှေ့ပြေးတက်လာကြသည်ခိုင်30လောက်ရောက်တွင်တစ်ခါဝှက်ချလိုက်ပြန်သည်ပြီးတော့ကလေးချင်းတွေတူးကြသည် သူတို့ကိုဂရီကိုမပြောင်းနေရရင်အတိုင်းသားမြင်နေရသည်တာဂူမူကလေးသည်ဖုန်တထောင်းထောင်းဖြစ်သွားတော့သည်တိုက်ပွဲကချင်းချင်းပြက်မိပွဲမျိုးမဟုတ်စာဝီဆိုကရင်ကကော့ဆက်တွေထိခိုက်များလာသည်ရှေဆိုနန်းကနောက်ပြန်ဆုတ်လာကြသည်ဒုတိယမြင်းတက်ခွဲကအတင်းဝင်အတင်းတိုက်သည်တစ်ဖက်ကဆက်တနက်နေစီမွေတော့သူတို့တက်ခွဲမြင်းနေကိုကဆုံဆိုင်ပြီးပြန်ထွက်လာခဲ့ပြန်သည်နောက်တစ်ခွဲကညတော်မှာမှဆုတ်ဝင်သည်ကော့ဆက်မြင်းတဲဆွမ်းရည်ကိုအနီရီတိထားကြသည် ဆုတ်လာသည့်တက်ခွဲကပြန်စုပြီးပြန်တက်သည်မြင်းကွင်းကရှုပ်ရှိုက်ခတ်သွားသည် တက်နေရတဖြည်းဖြည်းစုပ်နေကြပြီကော့ဆက်တီကဖိတိုက်သည်ဂျုံငင်းနေနေတွင်ပောက်ခွဲတန်နေမိခိုးလုံးနေဖြင့်မဲမောင်နေသည်ကော့ဆက်တီကထုံးစံတိုင်းအတင်းဝင်အတွင်ပြည့်အတင်းခုံအနီရီတက်ဆုပ်သွားသည်နောက်ဆုံးတွင်တောင်ကြားတစ်ခုတွင်သူပျောက်ကွယ်သွားကြသည်သူတို့နောက်ကိုလည်းရင်ရွာတရာတွင်ကော့ဆက်တီနားကြသည်ရသားတွေကြောက်ကြောက်လန့်လန့်ဖြင့်အိမ်ထဲတွင်ပြုနေကြသည်အိမ်ဒိန်ကိုဂရီကိုရှောက်သွားသည်အဖိုးကြီးတယောက်မြစ်ပတ်နေသည့်ခေါင်းကလေးပေါ်တွင်အိတ်နေသည်ဂရီကိုပြုံးပြီးမေးလိုက်သည်ဥနေမကောင်းလားဟုတ်တယ် နေမကောင်းဘူးကျွန်တော်တို့ကိုစားစရာနေနေစွန့်ကျဲပါလားအားလုံးဘယ်နှယောက်လဲ၅ယောက်ပါခင်ဗျာခေါ်လိုက်လေဖျားပေးတဲ့လောက်တော့ရမှာပေါ့